စကားရှိုက်နေပြီးခဲ့နှလုံးကနေမှန်တာကြောင့်နမည်ကြီးနေရာခင်လိုက်ပရိသတ်တွေအလုံးမဲမင်္ဂလာပါရှင်ခင်လိုက်ကခုနောက်ပိုင်းမှာဆိုရင်မင်းသားတွေနဲ့အပြိုင်နောက်ရုပ်ရှင်လောကမှာရက်တည်လာခဲ့ရတာပါဇက်ဖို့ဇက်ရံအဖြစ်စ조사ခဲ့ရပေမဲ့အရေးအချင်းရှိရာမို့တဟုန်ထိုးအောင်မြင်လာခဲ့ရပါခင်လိုက်ကိုဆိုရင်မင်းသားတွေလိုအားပေးရပရိသတ်တွေလည်းအခိုင်အမာရှိပါခုဆိုရင်ခင်လိုက်ကဇလန်းအတူလေးပြီးလဲရိုက်နေရဖြစ်ပါတယ်။ဒါအပြင်ကိုပိုင်လူရှင်တော်ရီနဲ့ဇလန်းလေးတွေဖန်တီးသလိုရုပ်ရှင်လည်းအဆက်မပြတ်ရိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်မှာခင်လိုင်ကဘိုးတော်အဖြစ်နဲ့ဇလန်းတစ်ခုမှတရုတ်ဆောင်ခဲ့ပါ යි ဘိုးတော်ကမှနှလုံးကနန်းပေးတဲ့ဘိုးတော်အဖြစ်တရုတ်ဆောင်ခဲ့ရပါခုနောက်ပိုင်းမှာနှလုံးကနန်းကိုအရင်အမွတ်တွေနဲ့ပေးတဲ့ဘိုးတော်ရီကလည်းနာမည်ကြီးနေရပါဒါကြောင့်မို့ခင်လိုင်ကလည်းအဆိုပါဘိုးတော်ရီလိုသူ့ပုံစံကိုပြင်ဆင်ခဲ့ပါ යි မထိုးရမလဲလို့လာမီရဲ့သူတွေကိုသူတို့ရိုက်ကူးရေးလုပ်နေတဲ့အင်ကအိမ်နံပါတ်ကိုထိုးပြခဲ့ပါ යි ဒါကြောင့်မို့လာတောင်းတဲ့သူတွေကလည်းသဘောပေါက်ကကန်ဆန်းကြတဲ့ပုံစံလေးတရုတ်ဆောင်ထားကြတာပါ အဆိုပါဇာတ်လမ်းလေးကိုဆိုရှယ်မီဒီယာမှာတင်တဲ့အချိန်မှာဝါသနာရှင်တွေကလက်တဲအစမ်းကြပါယ်နှလုံးထိုးရမှကြိုက်တဲ့သူတွေအထွတ်တော့ကန်ဆန်းစရာတစ်ခုလိုဖြစ်နေရပါဒါကြောင့်မို့လဲဇာတ်လမ်းတွေကဘိုးတော်ခင်လိုက်ပြီးရဲ့နံပါတ်ကိုပုံအောကြပါယ်ခင်လိုက်ကိုအပိကြရဲ့နံပါတ်ကပရိသတ်တွေကပုံအောကြတယ်လို့သိရပါယ်ကန်အောင်တိုက်ဆိုင်စွာနဲ့ပဲခင်လိုက်ပြီးရဲ့နံပါတ်ကထွက်သွားခဲ့ပါယ်ဒါကြောင့်မို့တော်တော်များများကတွက်ချေကြိုက်သွားရပါပြီ။ခင်လိုက်ကိုစွန့်လိုက်တာလို့နေပရိသတ်တချို့ကပြောဆိုနေကြတာပါ။ ဝါသနာရှင်တွေကတော့ခင်လိုက်များပေးအောင်မလားလို့စောင့်မျှော်နေကြတာပါဒါပေမဲ့ခင်လိုက်ကတော့ပေးအောင်မှာမဟုတ်တော့ပါဘူးသူ့အနေနဲ့စကားတရုတ်ဆောင်ရင်ဟန်ပြပေးလိုက်တာကိုကန်ကောင်းကနံပါတ်ကထွက်သွားတာပါခင်လိုက်နဲ့အတူအလောလောကြတဲ့လူရှင်တော်တွေကတော့အကြောင်းတိုက်ဆိုင်သွားလို့ပါဆိုပြီးပြန်ရှင်းပြနေရတာပါခင်လိုက်ကတကယ်လုတက်တဲ့သူမဟုတ်ဘူးဆိုပြီးလဲရှင်းပြလာခဲ့ရပါလူအများကတော့ခင်လိုက်ကိုစွမ်းနေဆိုပြီးပြောဆိုနေကြတာပါခင်လိုက်ကတော့လာတောင်းနဲ့ပေးကြမရှိရမှုခေါင်းရှုံနေလောက်ပါပြီ ခင်လိုင်ကဟာသားနဲ့ပတ်သက်ရင်းစရာတစုလိုဖြစ်နေပါပြီ။ခုဆိုရင်အမှုပညာလောကမှာခင်လိုင်ကနေရာတစ်ခုအပီပြင်ရရှိထားတာပါ။ခင်လိုင်မပိုင်မဖြစ်တဲ့ရုပ်ရှင်ဇာတ်ကားကြီးတော်တော်များများလေးရှိနေရပါ။ခုလောက်ထိနေရာရလာရဲ့အတွက်လဲခင်လိုင်ရဲ့လေထိုင်မှုပုံစံကပြောင်းလဲသွားခဲ့ပါ යි ။ခင်လိုင်တို့ကခုဆိုရင်ကြီးကြီးတက်ချမ်းသာနေပါပြီ။ပိုင်ဆိုင်မှုတွေလည်းအများအပြားကိုရှိနေရပါ။ဒါကြောင့်မို့လဲခင်လိုင်ကိုကြည်ပြီးအားလုံးကအားကြနေရတာပါ။ ခင်လိုင်ကရန်ကုန်မြို့မှာလေကိုပိုင်ချန်နဲ့အင်တလုံးပိုင်ဆိုင်တယ်လို့ရန်ကုန်အစွန်ဘက်မှာလေချက်အကျဲကြီးပိုင်ဆိုင်မိုင်အရင်တုန်းကဆိုအင်ကားနေရကဘဝကခက်ခဲခဲ့တာပါဒါပေမဲ့သစဉ်ထူးမြင့်မွေးလိုက်ပြီးနောက်ပိုင်းမှာအမှုပညာအလုပ်တွေကတဟုန်ထိုးတိုးတက်လာခဲ့ရပါသစဉ်ထူးမြင့်ကသူတို့အတွက်ကံကုန်မြင့်တင်ပေးခဲ့ရပါဒါအပြင်ခင်လိုင်ရဲ့ဇနီးကလည်းစူဆောင်တက်လို့အရှိန်အဟုန်နဲ့တိုးတက်လာရလို့ဆိုရမှာပါချန်ရီမြေကွက်တွေလည်းဝဲစုကနောင်ရေးအေးအောင်လုပ်နိုင်ခဲ့ရပါ အခုဆိုသူတို့မိသားစုကအမျိုးအုပ်တောင်ကပျော်ပျော်ပပခီးတွေလဲထွက်ကြတာမို့ပရိသတ်တွေရဲ့အချစ်ကိုရရှိနေကြတာပါပရိသတ်ကြီးတို့ရောခင်လိုက်ကြောက်ပေါက်သေးလားဆိုတာပြပြပေးခဲ့ပါအောင်ရှင်ကြီးစုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်